တယ်လို့စကားပြောနေတာအဲ့လိုမျိုးနည်းနည်းအယူလို့ပါနာမည်ရောအူယူဆိုမှန်တယ်ကျွန်တော်စဉ်းစားထားတယ်နာမည်က၃ခုလောက်တရုတ်နာမည်ရှိတယ်အင်္ဂလိပ်နာမည်ရှိတယ်မြန်မာနာမည်ရှိတယ်၃ခုလောက်စဉ်းစားထားပါတော့ဟာလေးကတွေ့ရတဲ့လောက်လေးပေါ့နော်တွေ့ရတဲ့လောက်လေးပါအလောက်လေးပဲတွေ့ရတွေ့ရမိဘဖြစ်တဲ့အတွက်ပြောပါတယ်။လူနဲ့တူတူပါလူနဲ့တူတူချောင်းမှာပေါ့အဲစာပါ ော့တော့ကို့အတွက်ငါးပါးဝဲမဲ့ဘာသုံးမဲ့ဘာဖြုံးမဲ့ဒါတွေပဲမြင်တွေ့နေရလေအခုကျတော့ကို့ကလေးအတွက်ဘာလုပ်ပေးရမလဲသူ့ဝေးလာရင်ဘလို့လုပ်ပေးရမလဲဘေးကျောင်းမှာထားရမလဲအဲအဲ့လိုကျောင်းနေရဆအခုဘိုက်ထဲမှာပဲရှိပြန်ရှောက်ကြည့်နေပြီအဲ့လိုမျိုးတွေပေါ့နော် How I listen to your heart beat down ောင်တီရီယာအကိုတွေနဲ့ကလည်းဒါသွန်စနေရပေါ့နော်ဟိုဆယ်စုနှစ်ကျော်ပြီပေါ့နော်အေးစပြီးမင်းသမီးဖြစ်တဲ့အကိုတွေကလည်းအာသွန်ဆက်ခုနဲ့အဲ့လိုမျိုးသွန်ဆက်ကိုမင်းသမီးဖြစ်အောင်တင်ခဲ့ပေးရပေါ့နော်ပြီးတော့လို့မိသားအကိုတို့ဒီအောင်တီရီမိသားစုတစ်ခုလုံးနဲ့လည်းအရင်လည်းရင်းနှီးတယ်အဲ့တော့အကိုယူကပွဲဒီဆိုင်လေးဖွင့်ပွဲလေးဆိုလာပြီးတော့ဝေးရအားပေးတာပါဟုတ်ရှင်းလာပိုင်းပွဲမှာဟုတ်ရွှေခုံနဲ့အဓိကဟိုဖိုးတီရိုက်တော့ရအောင်မှာသားလေးရုပ်ကိုတေးချမလို့ရအောင်လေတချို့ဆိုတေးချတွေ့ရတယ် ตาเลยอ่ะชัดหลุลาไม่ได้เล่นเนี่ยอุบทาเนาะบลูมาย้ายลงไม่เอาแลเสี่ยงเนี่ยแลนี่ชอบย้ายสู่แล้วบลูมาย้ายลงไม่เอาอ่ะอะกูจ้ะรอဟိုအခုအခုကျတော့ဟိုဗာလဲအဲ့လိုမျိုးဆိုသူ့ရဲ့ရုပ်ကလေးကဟိုထွက်လာရင်အဖေနဲ့တူတာအမေနဲ့တူတာဗာရုပ်လေးပေါ့မလဲအဲ့လိုမျိုးနေပြီးတော့ကြမ်းကြမ်းမမနဲ့ဖြစ်ရလားအဲ့လိုမျိုးဆိုတွေးပြီးတော့တော့အရန်တော့ပူတာပေါ့ဟုတ်သူ့အဖေကပိုချက်တယ် ကအမျိုးသားကြတော့အဲ့လိုတက်ဦးဆိုသူကသူ့လက်အရန်ချက်တယ်ပေါ့နော်အဲ့တော့အကုန်လုံးလုပ်ပေးတယ်ကိုယ်လည်းအကုန်လုံးပေးတယ်ဒီခက်လေးဝင်လာရင်လည်းသူအကုန်လုံးစဉ်းစားထားပါတော့သူကလေးကိုဘယ်လိုလုပ်ပေးမယ်ဘယ်လိုလုပ်ပေးမယ်အကုန်လုံးစဉ်းစားထားအကုံလုံးကတော့အဲ့40ပုံလေးကအဲ့လိုဝဝလေးပေါ့နော်အဲ့ဒါလေးသင်တော့ကတော့အကုံလုံးကတော့ပြောတယ်မမရဲ့စိတ်မဆိုးပါနဲ့အမျိုးသားနဲ့ပဲတူတယ်အကုံလုံးကအမျိုးသားနဲ့ပဲတူတယ်ပြောကြတယ်ဟာလူနဲ့တူတူပါလူနဲ့တူတူချောမှာပေါ့အဲစာပါအဲဘယ်လိုဖြစ်မလဲဆိုတော့ဟိုကပေါ့ သူသူအရင်တော့ကတော့ကို့အတွက်ပေါ့နော်အဲ့လိုမျိုးအရင်တော့ကတော့ကို့အတွက်ငါးပါးဝဲမဲ့ဘာသုံးမဲ့ဘာပြုံးမဲ့ဒါတွေပဲမြဲတွေးနေရတယ်အခုကျတော့ကို့ကလေးအတွက်ဘာလုပ်ပေးရမလဲသူ့မွေးလာရင်ဘလို့လုပ်ပေးရမလဲဘေးကျောင်းမှာထားရမလဲအဲ့လိုကျောင်းနေရဆာအခုဘိုက်ထဲမှာပဲရှိနေရှောက်ကြည့်နေပြီအဲ့လိုမျိုးတွေပေါ့နော်ဟိုအဲ့လိုအကောင်းဆုံးနေအဲ့လိုမျိုးလုပ်ပေးချင်တာပေါ့နော် ာဟိုပြောင်းတော့အရန်ပြောင်းလိုက်သွားတယ်ကိုကိုကိုလည်းတတိထားမိရဲ့အရန်ပြောင်းလိုက်သွားအရင်တော့ဆိုရင်လေအဲ့လိုကြီးလိုက်ပြီးဆိုတာနဲ့ဟိုကိုကအရန်ဝယ်တဲ့သူလေး online ရလဲအချိန်လုံးဝယ်သွားရင်လဲ shopping လဲရန်ထွက်အဲ့လိုမျိုးဆိုကိုအတွက်ကြည့်ပဲအခုဆိုရင်ကိုအတွက်တောင်မှမပတဲ့လောက်ပဲသူ့အတွက်ပဲအဲ့လို detail ပေါ့နော်ဆိုအဲ့လိုနားကြက်တန်တသိလေးတွေရာစအကုန်မှားပဲတော့ကအဲ့လိုမျိုးပေါ့အကုန်လုံးပေါ့နော်ဒီတေးအဲ့လိုတသိလေးရာစလိုက်စင်စားပြီးအဲ့လိုလိုက်ဝင်နေရပါ ဘာပြောပါဘောเนาะညာပဲဆိုရင်အဲ့လိုမျိုးဘိုက်က तू လှုပ်တဲ့အချိန်နေပါလေဆိုအရန်အခုကအလျန်လှုပ်နေတဲ့အချိန်ဆိုတော့စကားတွေပြောတယ် तू ਨੇ အဲ့လိုမျိုးနှစ်ယောက်တည်းအဲ့လိုစကားပြောနေတာအဲ့လိုမျိုးနည်းနည်းအယူလို့ပါနာမည်ရောအူယူဆိုအမှန်နဲ့အဲစဉ်တော့စဉ်းစားထားတယ်နာမည်က၃ club တရုတ်နာမည်ရှိတယ်အင်္ဂလိပ်နာမည်ရှိတယ်မြန်မာနာမည်ရှိတယ်၃ club စဉ်းစားထားပါဘောเนาะစဉ်းစားနေတော့ပါမလားမပါဘူးခုမှ လို့အမေမင်းနာမည်တွေပါပြီးတော့မမဲရိုက်တယ်ဟိုကပိုင်တုံကနဲ့တကားရိုက်တယ်ဟုတ်တကားရိုက်လိုက်တယ်အဲ့တော့ကိုမင်းနှစ်လကျော်နှစ်လကျော်၃လလောက်မှာတကားရိုက်လိုက်တယ်အဓိကအမှတ်တရဖြစ်ချက်လို့ရိုက်တာအဲ့တော့ကဘန်ကောက်မှာနေနေတဲ့အချိန်အဲ့ဘန်ကောက်ကနေလာဒီလိုနှစ်ပတ်လာနေပြီးတော့ရိုက်တာပြီးတော့ပြန်သွားတယ်စေကံပြဆိုလေဟိုပြန်သွားတယ်အဲ့လုံးဝအမှတ်တရဖြစ်အောင်ဆိုပြီးတော့အဲ့လို ဒါရိုက်တယ်အဲ့တော့ဆိုပိုင်ပိုင်ဆိုအရင်ဟိုပါဗောနော်စိတ်စိတ်ပူတာဗောနော်အမဖြစ်ရလားကတဲ့စင်းတွေလည်းပါလေကလတ်စင်းတွေလည်းပါအဲ့လိုဆိုတော့လေအမဖြစ်ရလားဖြစ်ရလားဆိုပြီးတော့အဲ့လိုပြောတာကိုကတော့ပွဲကိုမသွားလိုက်ဘူး က်နေရနေမကောင်းရမ်းဖြစ်လို့6တောက်တည်းလက်တရအရန်ဖောရောင်နေတော့လေနေမကောင်းတော့အမျိုးသားပဲပွဲကိုသွားလိုက်တာပေါ့နော်အမျိုးသားအဗီဒီယိုလေးရိုက်လာပေးတယ်ကို့ပြန်ပြပေါ့နော်ကိုကကြည့်နေတယ်ဟိုအရန်ဟို Facebook မှာလည်းတက်လာတော့ပေါ့နော်တကယ်ကို live ဖက်ညီတဲ့ဇုံတွဲလေးပါလို့ဟိုရန် romantic ဆန်ပြီးတော့လေချစ်စရာလေးနှစ်ယောက်လုံးကလည်းချောတော့လေ congratulation ပါလို့ဟိုက ုကုံကသူကကလေးတွေအများကြီးလိုချင်တာဆိုလေကလေးတွေအများကြီးလည်းရပါစေလို့ဆုတောင်းလိုက်ပါတယ်ဟုတ်တာရပျော်ရွှင်တဲ့အိမ်တော်ကြီးလေးဖြစ်ပါစေဟုတ်အာအခုပေါ့နော်တုံးဆက်ကဝေးလာမယ့်ကလေးလေးတွေအလက်ဆောင်တွေအလိုမျိုးပေးကြတာပေါ့နော်အဲ့ဒါအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်မမွေးသေးတဲ့ကလေးလေးကိုဝိုင်းပြီးချစ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟုတ်ဒါဒီကိုဝင်းနဲ့လည်းပေါ့နော်ဒီနှစ်ထဲမှာအာစီးရီးတွေရောကားကြီးတွေရောရုံတင်ဖို့ရှိပါတယ်လို့အားပေးကြပါဦး